လုံး hello မိမိချားမချူဆိုပါရယ်ဇူလိုင်လအတွက် reading လေးလုပ်ပေးမှာဖြစ်ပါတယ်ဇူလိုင်လမှာမွေးဖွားတဲ့သူလေးတွေ happy birthday ပါအခုလုပ်ပေးမဲ့ reading လေးကဒီပေါ်တော့ရွေးချယ်စရာပိုင်းလေးတော့မှုရှိရယ် the joyful journey ဆိုတဲ့ဒီတက်ကလေးရယ်နောက်ပြီးတော့ the lemon story taro ဆိုတဲ့ဒီတက်ကလေးရယ်နောက်တစ်ခုကကြတော့ the life sea taro ဆိုတဲ့ဒီတက်ကလေးရယ်၃ခုရှိရယ်ပေါ့เนาะအဲ့တော့ ီ terror ဓာတ်တွေနေကြီးပဲကြည့်ပြီးတော့မှဖြစ်ပါတယ်ဒီဟာကတော့အာ အားလုံးကြည့်နေကြလူပေါင်းစုံကြည့်နေရဲ့ပေါ့နော်ဒီဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်မလို့ channel rating လေးဖြစ်ပါတယ်အဲ့တော့ကိုနဲ့ကိုက်ညီရဲ့အချက်တွေပါလဲရှိမယ်မပါလဲရှိမယ်ကို့အတွက်လုံးဝကိုက်ညီရဲ့အဲလာစင် package ကတော့ဒီ admin ပေါ့နော်မိမိ tarot စီမှာလာပြီးတော့ဝယ်ယူမေးမြန်းမှသာတိတိကျကျမှန်ကန်မှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ပိုင်လေးတွေရွေးဖို့အတွက်အချိန်လေးပေးပါမယ်နော်အချိန်ဆက်မှတ်လို့ရပါပြီ ပါပြီအချိန်လေးမှတ်ပြီးသွားပြီဆိုတော့ဒီပိုင်းလေးတွေကိုဇူလိုင်လ2025အတွက်မမမမီရစပြီးတော့ကြည့်ပေးပါမယ်။အခုဒီမမမမီတို့စီမှာတော့မိုးရီရွာနေရောလေဒီနောက်ခံအတန်မှာမိုးတန်ပါမလားတော့မပြောတတ်ဘူးเนาะ။အဲ့တော့ဒီပိုင်းလေးကနေစပြီးတော့ကြည့်ပေးပါမယ်။ဇူလိုင်လအတွက်ကက်လေးစပြီးတော့ဆွဲလိုက်ရအောင်เนาะ။ဒီပိုင်းမွေးထားတဲ့သူလေးအတွက်โอเคတက်ကကြလာပါပြီ။ ကဲနောက်ထပ် message လေးတွေထပ်ပြီးတော့ကြည့်လိုက်ကြရအောင်ဇူလိုင်လအတွက်ဗာ message လေးတွေပေးဖို့ရှိလဲမှတ်ကတ်ကြလာပါပြီဟုတ်ပါပြီ the last one ပေါ့နော်တကတ်ထပ်ပြီးတော့ဆွဲလိုက်ကြရအောင်ပါ final o ဒီကတ်လေးနော် oh my god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  ဆိုတော့လေဒီလက်တလောပေါ့နော်အခုဒါလေးကတော့ဒီ6လပိုင်းမှာကြိုရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့ဒီလက်တလောဒါဂျွန်လိုင်လအစမှာလေဒီဟာကဖြစ်တာမျိုးဖြစ်မယ်ဒါမှမဟုတ်အခုဒီအခုဒီဗီဒီယိုစပြီးတော့ကြည့်နေရပေါ့နော်တင်တဲ့ဒီ6လပိုင်းမှာတည်းကဖြစ်နေရမျိုးဖြစ်မယ်တချို့တွေကလေနည်းနည်းပင်ပန်းနေရပေါ့နော်အလုတ်ထဲမှာဆိုလို့ရှိရင်ပင်မနေရဟာမျိုးလေးကိုလာပြီးတော့တွေ့ရတယ်။ကိုကအဲ့လိုဥစည်းဥဆောင်ပြီးတော့လှုပ်ရတာတချို့ကြတော့လေတချို့ကြတော့လေဥစည်းဥဆောင်ရတာမဟုတ်ဘဲနဲ့အ ရှာရအောင်ကိုပဲလှုပ်ပြီးနေရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုကအမြဲတမ်းပင်ပန်းနေပြီးဆိုတဲ့ energy ကိုလာပြီးတော့ဒီမှာပြနေရပေါ့နော်ပင်ပန်းနေရပြီးအရာရာကိုပဲလှုပ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုအားလုံးကိုပဲလှုပ်နေရဆိုတော့တော်တော်လေးကိုမှပင်ပန်းပြီးတော့နည်းနည်းအနာယူခြင်းနေပြီးပေါ့နော်တချို့ဆိုဒီလိုမျိုးပင်ပန်းတဲ့အတွက်ကြောင့်မလို့နေထိုင်မကောင်းနေတော့မှပဲအာဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ဂယုပြုတ်ပေးပါပေါ့နော်ဒါလေးကိုလာပြီးတော့မြင်ရပါတယ် အဲ့တော့လေဒီဇူလိုင်လမှာဆိုလို့ရှင်တချို့သူတွေကပေါ့နော်ဟိုမိတ်ဆွေအစ်စ်တွေရဖို့ရှိရဲ့အချို့သူတွေအတွက်ကကြတော့အချစ်စ်တွေလာဖို့ရှိရဲ့ပေါ့နော်အာဥမာ single ရီဆိုလို့ရှင်အချစ်စ် လာမျိုးလေးတွေ့ရတဲ့အတချို့သူတွေအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေအစ်စ်တွေရောက်လာတာလေးကိုတွေ့ရပါတယ် RS တွေနဲ့ပတ်သက်ပြီးတော့ကတော့ဒီတစ်ခေါက်မှာတော့ energy မဖတ်မိဘောနော်ဒီဟာကိုကြည့်ရတဲ့အချိန်မှာ RS တွေပါတော့ပါမယ်အချင်း reading တွေကတော့တသက် တင်ပေးမယ်ဘောနော်ဒါကတော့ overall energy မှာ strong ဖြစ်တဲ့ဒီအားလုံးရဲ့အရှိမပဲကတ်ဆွဲလိုက်တဲ့အတိုင်းဘောနော်ထွက်လာတဲ့ energy ကိုယူလာဖြစ်တဲ့အတွက်ကြောင့်မလို့ဘောနော်အဲ့တော့တချို့သူတွေကဒီအချစ်စ်တွေတွေ့မယ်ဘောနော်ဟိုတော်တော်လေးကိုမှပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းတဲ့အချစ်စ်တွေတွေ့လာ လို့ရှိရင်ပေါ့တွေ့ရတဲ့ချစ်သူကကိုယ့်ရဲ့တစ်ဖက်လူကလေချစ်စရာကောင်းတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးအသွင်အပြင်းမျိုးလေးရှိရဲဆိုရဲဟာလေးကိုလာပြီးတွေ့ရသူကချစ်စရာကောင်းတဲ့စကားပြောလဲကောင်းတဲ့ပျော်ပျော်နီးတဲ့တဲ့ပုံစံလေးပေါက်တယ်ပေါ့နော်အဲ့လိုမျိုးသူမျိုးနဲ့မိတ်ဆွေဆိုရင်လည်းအဲ့လိုသူမျိုးနဲ့ဆုံးရမယ်အချစ်သက်ဆိုလို့ရှိရင်လည်းဒီလိုပုံစံရှိရဲသူနဲ့ပေါ့နော်တစ်ဖက်သူမင်းကလေးဖြစ်စေယောက်ျားလေးဖြစ်စေအဲ့လိုပုံစံလေးနဲ့အာဆုံးဖို့ရှိပါတယ်နောက်တစ်ခုကကြောင့်ဒီဇူလိုင်လထဲမှာဆိုလို့ရှိရင်တချို့သူတွေကလေဟိုပင်မမ်းမယ်ပေါ့နော် လှုပ်ဆရာအလုံးလေးပို့များလာပြီးတော့ပို့ပြီးတော့မှပင်ပန်းမှုရှိရဲပေါ့နော်ကို့အတွက်တာဝန်နေပို့ရှိရဲဥမာမိသားစုမှာဆိုလို့ရှိရင်လည်းကိုကအာတာဝန်ယူပေးရအလုံးအကင်နေမှာဆိုလို့ရှိရင်လည်းကိုကလှုပ်ပေးရတာမျိုးဒီကျူလာမာရဲအာလေး energy ကပါနေရနော်အဲ့လိုမျိုးပင်ပန်းမယ်စိတ် စိတ်ကောကိုရောပင်မန်းမယ်လာတလာဖြစ်မယ်ဆိုရဲဟာကိုလာပြီးတော့တွေ့ရအချင်းကြီးမှာတော့ကောင်းတယ်လူသူဝင်လာတယ်အဲ့လိုချစ်စရာကောင်းတဲ့သူလေးနဲ့စုံမယ်မိတ်ဆွေတည်ရမယ်တို့ဖင်မယ်လေဒီအာလုပ်ငန်းကင်ငန်းကိစ္စအိမ်မှာဥမာအိမ်မှာဆိုလို့ရှိရင်လည်းမိသားစုကိုကိုကကြည့်ပေးရတဲ့အပြင်အလုံးမှာတချို့ဆိုလို့ရှိရင်အလုံးမှာလည်းထပ်ပြီးတော့မှအဲ့လိုကိုကိုပါမပြီးမယ်ပေါ့နော်အဲ့လိုမျိုးကိုကအလုံးမှာလည်းလုပ်ပေးနေရတယ်ဆိုပြီးတော့အဲ့လိုအိမ်မှာရောအလုံးမှာရောနှစ်ခုစလုံးမှာပင်မန်းတယ်တချို့ကြလည်းအိမ်မှာပင်မန်းတယ်တချို့ကြလည်းအလုံးမှာပင်မန်းတယ်အဆရှိတဲ့ပြေပေါ့နော်အာဒီလိုမျိုးလေးကြုံတွေ့ရဖို့ရှိရဲ့ကို အတွက်တာဝန်တွေပို့ပြီးတော့ယူလိုက်ရတာမျိုးတချို့ဆိုလို့ရှိရင်အလုံးမှရှိရယ်ကိုရဲ့လုံခေါက်ကိုင်းဘက်တွေကအလုတ်ကနေထွက်သွားတာကိုအနောက်ထပ်အစ်တစ်ယောက်မခန့်ရသေးလို့ကိုကဒီတာဝန်တွေကိုပဲယူပေးရတာမျိုးတွေအဆရှိသဖြင့်ပေါ့နော်အဲ့လိုကိုအတွက်ပို့ပြီးတော့မှပင်မန်းလာဖို့တာဝန်ပို့ယူလိုက်ရဖို့ပေါ့နော်အဲ့လိုကိစ္စရယ်လေးပို့ပြီးတော့ရှိရယ်ပေါ့နော်ဒီမှာတွေ့နေရနော်ခုနကလည်းပြောရဲစိတ်ကောလူရောပင်မန်းရမယ့် energy မျိုးကိုလာပြီးတော့တွေ့ရရယ်ပေါ့နော်နောက်ဆုံးမှာတော့အရန်အောင်မှာပင်မန်းပြီးတော့တချို့ဆိုလို့ရှိရင်လာ ုံနဲ့အထီပေါ့နော်အခုဒီဇူလိုင်လမှာအဒီလတလတော့အလုံးလုံးလိုက်မယ်လကုံရင်တော့အလုံးထွက်လိုက်တော့မယ်တော်ပြီဆိုပြီးတော့မှအဲ့လိုမျိုးဖြစ်သွားတဲ့သူတွေတောင်ပါတယ်တချို့ကြလည်းဒီလိုမျိုးစိတ်ကောလူရောမောလွန်အာကြီးရဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့လိုနေထိုင်မကောင်းဖြစ်သွားတာဖျားနာတာတွေရှိတတ်တယ်တချို့ကြလည်းဒီဇူလိုင်လထဲမှာအကျမကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းခရူးဆိုက်ရမယ့်သူတွေပါတယ်ပေါ့နော်ဒီနောက်ကြောပိုင်းတစ်လျှောက်ပေါ့နော်အဲ့လိုမျိုးအကြောကုန်းနဲ့ပတ်သက်တာတွေခါနာတာတွေခါကြိုက်တာတွေအဲ့လိုပုံစံမျိုးလေး ာဖြစ်ဖို့ရှိရဲ့အတွက်ကြောင့်မလို့ကျမ်းမာရင်လည်းပတ်သက်ပြီးတော့သတိထားပေးပါနောက်ပြီးတော့အအေးမိရာတွေပိုင်းလည်းဖြစ်တတ်တယ်ပေါ့နော်ဒါလေးကိုလည်းသတိထားပေးပါအတချို့သူတွေကဒီဂျူလိုင်လရဲ့မှာလေးပွဲလန်းသဘင်လေးတက်ဖို့ရှိသူတို့တချို့သူတွေကဒီဂျူလိုင်လရဲ့မှာလက်ဆောင်လေးတွေရတာကိုကိုတိုင်းကမွေးနေ့ရှင်ဖြစ်တာလေးတွေလည်းအဒီပိုင်ရွေးတဲ့သူတွေရဲ့မှာကြုံရဖို့ရှိရဲ့ပေါ့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကတော့ ငွေကြေးလဲနည်းနည်းအဆင်မပြေဘူးပေါ့နော်အာနောက်ပြီးတော့ဒီကျမကြီးမှဆိုလဲတိတ်အဆင်မပြေဘူးအလုတ်ကင်ပိုင်းနေမှဆိုလဲစိတ်ပင်ပန်းလူပင်ပန်းနေဖြစ်တတ်တယ်အချင်းကြီးတစ်ခုပဲအားရစရာလေးလာပြီးတော့ဖြစ်နေရပေါ့နော်အဲ့လိုပျော်ရွှင်စရာကောင်းတာလေးလူမှုရေးပိုင်းမှဆိုလဲအဲ့လိုလူအဲ့လိုလောက်ပဲလာပြီးတော့တွေ့နေရအနေအထားမျိုးလေးတွေ့ရဆိုတိတ်တော့အဆင်မပြေဘူးပေါ့နော်အာဒီမှာအဲ့လိုတော်တော်လေးဟိုမှပင်ပန်းရအောင်မယ်ဒီဇူလိုင်လမှာလေအဲ့လိုဒီပောင်ရွေးထားတဲ့လူတွေကနည်းနည်း နည်းနည်းအဆင်မပြေဘူးပေါ့နော်ပင်ပန်းရမယ်ဆိုတဲ့ဟာလေးကိုလာပြီးတော့မမီးကတွေ့ရဲနောက်တစ်ခုကကြာလေဒီတချို့သူတွေဆိုလို့ရှိရင်နံပါတ်30ကိုတစ်ချက်သတိထားပြီးပေါ့နော်အာအဲ့လိုဥမာကွာဒီဆယ်လာပိုင်းမှာမွေးရဒါမှမဟုတ်လို့ရှိရင်ဘယ်လမှမဆူ10ရက်နေမွေးရတော့ခဏနှလုံးပေါင်းရင်30တို့ဘာလို့ပါတဲ့သူတွေဆိုနည်းနည်းပို့ပြီးတော့ပင်ပန်းရတာတို့စိတ်ဖိစီးရတာတွေဖြစ်တတ်တယ်အဲ့ဒါလေးတစ်ချက်သတိထားပြီးပေါ့နော်ဒါလေးတွေကိုလာပြီးတော့မြင်ရပါတယ် အဲ့တော့ဇူလိုင်လမှာပြင်မမ်းမယ်ဆိုတော့လေအမအပိုလေးတကတ်ထပ်ပြီးတော့ကြည်ပေးမယ်။ Oh so sorry ဗျာဒီမှာကြည်ပါအောင်3 years swast တယ်။ဒီမှာကြည်အောင်အသေးကွဲနေ။နည်းနည်းအဆင်မပြေသေးဘူးเนาะဒါပေမဲ့စိတ်တော့မပူနဲ့ဒီမှာအာဇူလိုင်လအဆုံးမှာလည်းအဆင်မပြေဘူးဆိုမယ်။နောက်ပိုင်းကျလို့ရှင်တော့အဆင်ပြေသွားဘူးလို့ရှိရင်နောက်တော့မှပြန်ပြီးတော့တည်ငြိမ်ပြီးတော့အေးဆေးသွားတာမျိုးကြီးရှိရဲ။ဥမာပေါ့နော်။တချို့ဆိုလို့ရှင်တော်ပြီဒီဇူလိုင်လရဲ့မှာငါပြင်မနေလို့အလုပ်ထွက်လိုက်တော့မယ်လို့ တတိယဘောနော်အဲ့လို resign တင်တဲ့အချိန်မှာအော်နေပါဦးမင်းကိုလာစာလေးပို့တိုးပေးမယ်ဒါမှမဟုတ်လို့ရှင်လဲမင်းရဲ့ဘေးနားကလစ်လက်သွားတဲ့နေရာမှာမင်းကတာဝန်ယူလိုက်ရတဲ့အတွက်ကြောင့်မို့အခြားတယောက်ကိုလူသစ်ထပ်တိုးပေးမယ်ဆိုရပြန်ညှိနှိုင်းတာတို့လာစာတိုးပေးရအောင်အစရှိရှိတဲ့ဖြစ်ပေါ့နော်ဒီလိုမျိုးကို့အတွက်အဲကောင်းတဲ့မျှော်လင့်ချက်လေးကပြန်ပြီးတော့လာအဆုံးမှာပေါ့နော်ရောက်လာဖို့ရှိရဲဆိုတဲ့ဟာလေးကိုလာပြီးတော့မြင်ရပါတယ်အဲ့တော့ဒီလတစ်လလုံးမှဆိုလို့ရှင်နော်စိတ်ပင်ပန်းလူပင်ပန်းတာအရန် strong ဖြစ်နေကြတဲ့ဟာကြီးထပ်ဆောင်လို့ရှင်အဲ့ဒါလေးတစ်ချက်သတိထားပေးပါကို ့ရဲ့ကျန်းမာရေးကိုလည်းသတိထားပေးပါအလုပ်ကိုကြိုးစားပြီးလုပ်တာတော့လည်းလုပ်ပေါ့နော်ကိုမရှိရင်လည်းမဖြစ်ဘူးဆိုတော့လုပ်တာတော့လုပ်ထားပေးမယ်အစားချိန်အိတ်ချိန်လေးမှန်မှန်လေးလုပ်ပေးပါအေးအေးဝါအောင်လို့လည်းအိတ်ပါအားမွေးချပါပေါ့နော်နောက်လာဒီမှာလည်းရှေ့ဆက်ပြီးတော့ကိုကပုံမှန်လုပ်ဆရာရှိရရင်လည်းလုပ်ရအောင်ပါပဲလို့ပြောရင်းနဲ့အဆုံးသတ်ပါရဲ့ဒါပေမဲ့စိတ်တမကြနဲ့နော်လာအဆုံးကြလို့ရှင်နောက်ပိုင်းကြရင်ပို့ပြီးတော့မှအာကောင်းသွားလိမ့်မယ်ပြန်ပြီးအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့ဟာလေးကိုမြင်ရပါတယ်အားလုံးပဲပပိုင် Hello ဒီပိုင်းလေးကိုရွေးထားတဲ့သူလေးတွေအတွက်မမမီယာကြည့်ပေးပါမယ်။ဇူလိုင်လမှာဗားရီကြုံတွေ့ရဖို့ရှိမလဲ။ Okay တက္ကထွက်လာပါပြီ။ဇူလိုင်လမှာဗားရီကြုံရဖို့ရှိမလဲဒီပိုင်းလေးကိုရွေးထားတဲ့သူလေးနောက်ထပ်နှစ်ကအမက၃ကယူပေးမှာဆိုတော့မ၃ကကတိဖြစ်သွားရင်နော်။ကွတ်စတီပါပဲရှင်။ အာအဲ့တော့ကြည်လိုက်ရအောင်เนาะဒါကဇူလိုင်လအစမှဒါမှမဟုတ်လို့ရှိရင်လည်းအခုဒီဗီဒီယိုကြည်ဟိုဟာအစရိုက်တဲ့ဒီ6လပိုင်းလအကုန်ပါတဲ့ကဒီ energy ကဖြစ်နိုင်ဖြစ်တဲ့တယ်ပေါ့เนาะတချို့သူတွေတချို့လူတွေကဒီမှာလက်တလော energy မှာဆိုလို့ရှိရင်ပေါ့เนาะငွေစုနေတဲ့တခခုလောက်ဖို့အတွက်ကိုရည်စူးပြီးတော့ငွေစုနေရမျိုးလေးလာပြီးတွေ့ရပြီးတော့တော်တော်များများလဲငွေစုဖြစ်ပါတယ်ပေါ့เนาะဒါလေးကိုလာပြီးတော့မြန်ဒါလက်တလော energy ပေါ့เนาะဒါလေးကိုတွေ့ရပါတယ် တော့ကောင်းပါရဲ့ပေါ့နော်ငွေစုဖြစ်နေရဲ့အဲ့တော့ဒီလာမဲ့9လပိုင်းမှာဆိုလို့ရှိရင်တချို့တွေကကြတော့ငွေစုပြီးတော့ကိုယ်လှုပ်ချင်တာလေးတွေပေါ့နော်ဥမာကိုယ်လိုချင်တဲ့ဟာလေးတွေဝယ်တာတို့ပေါ့နော်အဲ့လိုမျိုးလေးကိုယ့်ရဲ့ဆန္ဒလေးတွေဒီငွေကြေးနဲ့ပြန်ပြီးတုံးဆွဲပြီးတော့ဆန္ဒလေးတွေပြည့် ဘွားသွားဖို့ရှိရဲဆိုတဲ့ဟာလေးကိုလာပြီးတော့တွေ့ရတချို့သူတွေကဒီဂျူဇူလိုင်လမှာဆိုလို့ရှိရင်ခရီးထွက်ဖို့ရှိရဲဆိုတဲ့ဟာလေးကိုလာပြီးတော့တွေ့ရပေါ့နော်ခရီးထွက်ရမယ်တငငချင်းနေနဲ့ပျော့ပျော့ရှင်ရှင်ခရီးထွက်ရဖို့ရှိရဲတချို့ကြတော့ အမ်ခရီးထွက်တာမျိုးတို့ဟိုနေရအပြောင်းအွှေ့အလောက်ကန်အပြောင်းအွှေ့လေးဒီဒီဇူလိုင်လထဲမှာလောက်ရောက်ဖို့ရှိရဲဆိုတဲ့ဟာလေးကိုလာပြီးတွေ့ရပေါ့နော်နောက်တစ်ခုကဒီဇူလိုင်လထဲမှာတချို့သူတွေကလေလစာတိုးတာတို့ရာရူးတိုးတာတို့တွေဖြစ်တတ်တယ်ပေါ့နော် တကယ်လို့မှကိုပိုင်လုပ်ငန်းလုပ်တယ်ဆိုလို့ရှိရင်လေကိုရဲ့လုပ်ငန်းကနေပြီးအမျက်ငွေပို့ရလာလို့အဲ့လိုမျိုးရှိရဲဒီပိုင်အောင်ကြည့်ရသူတွေမှာတချို့သူတွေကပတ်စံပို့ပြီးတော့ရလာဖို့ရှိရဲဆိုတဲ့ဟာလေးကိုလာပြီးတွေ့ရရပေါ့နော် ။နောက်ပြီးတော့အာဒီပိုင်းမှာ ဆိုလို့ရှိရင်တော့အမ် RS တွေကတော့အဆင်ပြေရပေါ့နော် single လေးတွေကတော့ဒီပိုင်းကြီးရဲ့သူတွေကတော့ဒီဇူလိုင်လထဲမှာလည်းဆက်လက်ပြီးတော့ single အနေနဲ့ပဲရှိအောင်မယ်ဆိုတဲ့ဟာလေးကိုလာပြီးတော့တွေ့ရပါတယ်။အဲတကယ်လို့ပေါ့နော် saturation တခုခုပေါ့နော်အဲ့လိုမျိုးတရားရောက်နဲ့စကားပြောနေရမျိုးပါမျိုးဆိုလို့ရှိရင်လည်းအဆင်ထက်မသက်ဖဲနဲ့ဒီတန်းကနေဒီတိုင်းပဲလောလောဆယ်ငြိမ်နေသေးရပေါ့နော်တစ်ဖက်ကလည်းကိုယ်ကိုစောင့်ကြည့်ရဖြစ်ဖြစ်ကိုကလည်းတစ်ဖက်ကလူကိုအပြေပေးရင်ကောင်းလောင်းပေးရင်ကောင်းလောင်းစောင့်ကြည့်ရမျိုးဖြစ်ဖြစ်အဲ့လိုမျိုးလေးနဲ့ပဲငြိမ်သက်နေသေးရအဆင်မတိုးသေးဘူးဆိုတဲ့ဟာလေးကိုလာပြီးတော့တွေ့ရရပေါ့နော် အဲ့တော့တချို့သူတွေကလေဟိုအိမ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတတိထားပေးပေါ့နော်ဟိုအလိုအိမ်နည်းနည်းမခိုင်ခန့်တာလို့ဒါမှမဟုတ်လို့ရှင်တဘာဝဘေးအန်ကြီးရတခုခုအဆရှိသဖြင့်တခုခုကြောင့်အိမ်ကနည်းနည်းတခုခုဖြစ်တတ်တယ်အဲ့ဒါလေးတစ်ချက်တတိထားပေးနောက်ပြီးတော့ကျမ်းမာရေးပိုင်းမှာတော့အေးမိတာကြီးပါဖြစ်တတ်တယ်အဲ့ဒါလေးတတိထားပေးပေါ့နော်တချို့သူတွေကတော့ဒီဇူလိုင်လတစ်လလုံးမှာကန့်ကောင်းနေပေါ့နော်အဲ့လိုပျော်စရာလေးတွေပဲကြုံတွေ့ရမယ်ကို့အတွက်လက်ဆောင်လေးတွေရတာတို့အဲ့လိုကို့သွားချင်တဲ့နေရာတော်တော်များများသွားဖြစ်တာမျိုးတို့အဲ့လိုမျိုး ူပျော်စရာကောင်းတာလေးတွေကကို့အတွက်ရောက်လာဖို့ရှိရယ်ဆိုတဲ့ဟာလေးကိုလာပြီးတော့တွေ့ရရပေါ့နော်အဲ့တော့ဒီဇူလိုင်လမှာဆိုပထမပိုင်တော့ကတော့ဟိုနံပါတ်10ကိုတွေ့ရပေါ့နော်အဲ့ဒါကတော့သူ့အတွက်ပေါ့ဒီပိုင်မှာကျတော့အဲ့လိုနံပါတ်ကိုတော့မတွေ့ဘူးကာလာကိုတော့တွေ့ရပေါ့နော်အဝါရောင်လေးကိုအာဒီပိုင်ကိုရွေးထားတဲ့သူတွေက lucky color အနေနဲ့ဆောင်းထားပေးလို့ရပါတယ်ပေါ့နော်အဲ့လိုမျိုးဆောင်းထားပေးလို့ရတယ် ာကျမကြီးကတော့အေးမီရိုင်းပိုင်းတစ်ချက်သတိထားပြီးနောက်တစ်ခုက1 byte ပိုင်းကိုတစ်ချက်သတိထားပြီးပါဒါကဇူလိုင်လအတွက်ကျမကြီးနဲ့ပတ်သက်ပြီးတော့တွေ့ရတာလေးကိုပြောပြတာဖြစ်ပါတယ်โอเคတချို့တွေကကြတော့အိမ်မဟုတ်ရင်တော့မလေးအဲ့လိုကိုစီးရဲ့ရင်နေပေါ့เนาะ အဲ့လိုတခုခုပျက်စီးချို့ရင်းတာတို့အဲ့လိုကားတွေပါဆိုဘိန်းပေါက်တာဆိုင်ကယ်ဘိန်းပေါက်တာအဆရှိသဖြင့်အဲ့လိုမျိုးလေးတွေတော့လာပြီးကြုံရဖို့ရှိရဲအဲ့ဒါလေးတွေလည်းတခြားသတိထားပြီးတချို့သူတွေအတွက်ကကြတော့အိမ်ပေါ့နော်တချို့သူတွေအတွက်ကကြတော့ယင်အဲ့လိုမျိုးလေးတွေအမားနည်းနည်းထိခိုက်မှုလေးရှိရဲအဲ့ဒါလေးတွေတော့သတိထားပြီးပါပေါ့နော်ဒါလေးတွေတော့လာပြီးတော့မြင်ရပါတယ် အာဒီမှာတော့ number မတွေ့ဘူးကာလာတွေ့ရပေါ့နော်ခဏတော့ပြောထားပြီးရယ် yellow ကာလာလေးပေါ့နော်အဲ့ဒါလေးကြည့်ပေးပါဟိုတွေ့ရပေါ့နော်အာတချို့သူလေးတွေကဒီလာထဲမှာအာအဲ့လိုတချို့ကပတ်လေးမွေးရဲ့သူလေးပါလေးဆိုအဲ့လိုကိုယ့်ရဲ့အကောင့်လေးတွေကနောက်ထပ်ပေါ့နော်ဟိုကိုဝင်ဆောင်ပြီးတော့ နောက်ထပ်အကောင့်လေးထပ်ပေါက်တာလေးအဲ့လိုချစ်စရာအကောင့်နဲ့ PC လေးထပ်ပြီးမွေးရမျိုးလေးတွေ့ရလိမ့်မယ်ပေါ့နော်အဲ့အဲ့လိုဟိုထပ်ပြီးရောချစ်စရာအကောင့်တာလေးပွားလာလိမ့်မယ်ဥမာကြောင်လေးဆိုလဲကြောင်လေးထပ်မွေးရခွေးလေးဆိုလဲခွေးပေါက်လေးအဲ့လိုမွေးလိုက်တာလေအဲ့လိုမျိုးပေါ့နော်ချစ်စရာကောင်းတဲ့အကောင်လေးထပ်ပွားလိုက်ကို့အတွက်ချစ်စရာကောင်းတဲ့ပက်ကလေးအများကြီးကို့ရဲ့အိမ်မှာပေါ့နော်အဲ့လိုမျိုးဟို စစ်စီဝီဝီနဲ့ဘယ်လိုပြောမလဲအကောင်လေးရှောက်ပြေးနေရခုံနေရပျော်နေရပေါ့နော်အဲ့လိုမျိုးအများကြီးနဲ့ပျော်စရာကောင်းပြီးတော့အိမ်ကအဲ့လို၆၆ကတ်နေရတိတ်ဆိတ်နေရမျိုးမဟုတ်ဘဲနဲ့ပျော်စရာလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်လာလိမ့်မယ်ဆိုရင်ဟာလေးကိုလာပြီးတော့တွေ့ရပါတယ်တချို့သူတွေကကြတော့အဝိစားအစ်တို့ဖနှက်အစ်တို့စပင်းစတိုင်အစ်ပြောင်းတာမျိုးကြီးဂျူလိုင်လာထဲမှာအဲ့လိုအပြောင်းလဲလေးလှုပ်လာဖို့ရှိရဆိုရင်ဟာလေးကိုလာပြီးတော့တွေ့ရပါတယ်โอเคဒီပိုင်းမှာမမမီမီကတလောက်ကတော့တလောက်ပါပဲနောက်ပိုင်းလေးစီသွားလိုက်ရအောင်เนาะ ဟယ်လိုနောက်ဆုံးပါရွေးထားတဲ့သူလေးတွေအာဒီဇူလိုင်လ2025အတွက်ကြည့်ပေးပါမယ်။အိုး message ကကြာလာပြီ။ဝါမိုက်တဲ့အရင်ဆုံးကြာလာတဲ့ကလေးက so beautiful ။အိုးနောက်ထပ်ကြာလာပြီ။အာနောက်ဆုံးတကတ်ကိုအမားတို့ယူလိုက်ကြမယ်နော်။နောက်ဆုံးအိုးကြာလာပါပြီ။ဒီပိုင်းကလေဒီပိုင်းရွေးတဲ့သူက များတာဖြစ်နေမယ်เนาะဟို message အရန်ပေးခြင်းနေရေသုံးကကခဏလေးနေလွယ်လွယ်ကူကူကြာလာရေပေါ့เนาะဒီပိုင်းရွေးတဲ့သူများတာကြီးဖြစ်နိုင်နေ။အော်ဒီမှာ base မှာဆိုလို့ရှိရင်တချို့อ่ะပေါ့เนาะအဲ့လိုချစ်သူနဲ့ क्वे သွားလို့ အဲ X ပြန်လာအောင်မလားဆိုပြီးတော့မျှော်နေတဲ့သူတွေရှိလို့အချို့ကကြတော့လည်းနိုင်ငံကြီးကိုသွားဖို့အတွက်စီစဉ်နေရမျိုးလိုနိုင်ငံကြီးကိုသွားဖြစ်ပါမလားဆိုပြီးတော့စိတ်ဝင်စိတ်ပူနေရမျိုးလိုဒါမှမဟုတ်နိုင်ငံကြီးကိုသွားဖို့အတွက်ဘာသာရေးစကားတွေဒီနိုင်ငံကြီးနဲ့ပတ်သက်တဲ့ဟာတွေပြင်ဆင်နေရအဆရှိသဖြင့်ပေါ့နော်ဒါကိုလုပ်နေတဲ့သူတွေရှိရဒါကတော့အခုအမကဒီဂျွန်လာထဲမှာကြိုးရိုက်ထားဖြစ်တဲ့အတွက်ကြောင့်မို့ဒီ energy ကအခုလက်ရှိဒီဗီဒီယိုစတင်နေတဲ့ဂျွန်လာထဲမှာလည်းဂျွန်လာလာကွန်ကန်နီမှာလည်းဖြစ်နိုင်လို့နောက်တစ်ခုကကြာဇူလိုင်လအဆမှာလည်းဒီဟာ စဝင်လာပြင်ဒါကတော့ဟို base energy ဖြစ်တဲ့အတွက်ကြောင့်မလို့လက်တလောပေါ့နော်တိတ်မကြသေးခင်က energy ကိုဖမ်းမိရမျိုးဖြစ်ပါတယ် အော်နောက်ထပ်ပေါ့နော်ဒီမှာဆိုလို့ရှင်ကြည့်လိုက်ကြရအောင်တချို့သူတွေဒီလာရဲမှာဆိုလို့ရှင်ဟိုချစ်သူဒီပိုင်းလေးရနည်းနည်းမစိုးဘူးအချင်းနဲ့ပတ်သက်ပြီးအရှိပိုင်းမှာရောဟိုဒုတိယပိုင်းမှာရောထပ်စားလို့ရှင်ပို့မိုက်တယ်ပေါ့နော်အချင်းနဲ့ပတ်သက်ပြီးရောကလေးဟိုချစ်သူရှိနေတဲ့သူဆိုလို့ရှင်လဲနောက်ထပ်လဲပဲတခုကိုထပ်ပြီးရောအမတခုရှင်ဥမာချစ်သူရှိရဲ့သူဆိုလို့ရှင်လက်ထပ်ဖြစ်သွားတာမျိုးတွေဖြစ်သလိုနောက်တခုကကြတော့ single တွေဆိုလို့ရှင်လဲအဲ့လိုချစ်သူရတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးလေး အော် emotion နဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကိုစိတ်အဆင်ပြေရပျော်ရွှင်ရတယ်အချိန်မှဆိုလို့ရှိရင်တော့ကောင်းနေပေါ့เนาะအဲ့လို မျိုးရှိရတချို့ကြာလေတကယ်လို့အချီရေးမှာ single ပဲဆိုလို့ရှင်လေလူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့မှအဆင်ပြေရအရာမိသားစုရင်းနဲ့အဆင်ပြေရပြောရမယ်ဆိုလို့ရှင်တော့ဒီဒီပိုင်ရွေးရတဲ့သူကအချီရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေရကွာ single ပဲဖြစ်ဖြစ် rs ပဲဖြစ်ဖြစ်အဆင်ပြေလို့နောက်ပြီးတော့ဒီချစ်သူမရှိဘူးဆိုလို့ရှင်လေအဲ့လိုမိသားစုရေးတငယ်ချင်းတွေနဲ့ပတ်သက်ပြီးတော့မှဒီလာရဲမှာအဆင်ပြေနေရပြောရမယ်ဆိုရန်ပွဲနေတယ်ပေါ့နော်အဲ့လိုအာမြစ်တိုင်ပိုင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေတဲ့ဟာလေးကိုလာပြီးတော့တွေ့ရတယ် ။နောက်အာဒီပိုင်ရွေးထားတဲ့လူတွေကအဲ့လိုမျိုးမေတ္တာရေးမှာအစဉ်ပြေပင်မဲ့ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ကကြတော့ဒီလအစမှာကိုယ်သုံးကျင်နိုင်သုံးဝဲကျင်နိုင်ဝယ်ပြီးတော့လေဒီပိုင်ကနည်းနည်းပတ်စံသုံးတဲ့လူတွေပါတယ်နဲ့။အာအာဒီမှာကအဲ့လိုအမမြင်တာအဲ့လိုလအစမှာတော့ပတ်စံဝင်နေဒါပေမဲ့တဖြည်းနဲ့၃ရင်း၃ရင်းနဲ့လအလဲတချို့ဆိုလအလဲတော့မဟုတ်ဆယ်ရဲ့ကြော်လောက်နဲ့နည်းနည်းပြောင်းသွားတဲ့ပုံစံလေးပါတယ် အဲ့လိုမျိုးတော်တော်လေးတုံးတာလက်လွန်သွားတဲ့ပုံစံမျိုးပါတယ်။တချို့ကြလည်းကိုမဖြစ်မနေသုံးဖို့အတွက်ဝင်းနေမှမှကုံသွားတဲ့ပုံစံမျိုးပါ။အဲ့တော့သူကလာတော့မကုံသေးဘူး။ငွေဝင်တာထက်ပတ်စံကထွက်နေရပြီးတော့အဲ့ဒီပတ်စံထွက်လို့ကုံသွားတဲ့အပြင်မှာနောက်ထပ်သုံးစရာရှိသေးလို့ပတ်စံကထပ်ထွက်စရာတော့မရှိတော့လောက်အောင်လို့ဝင်ငွေထက် ထွက်ငွေရပို့ပြီးတော့မှများနေရမျိုးကြီးအဲ့လိုမျိုးပုံစံလေးတွေ့ရရဲပေါ့နော်အာငွေကြေးနဲ့ပတ်သက်ပြီးတော့နည်းနည်းသတိထားပေးပေါ့နော်ဒီလာမှာတော့ပတ်စံကုန်လိမ့်မယ်ဆိုတဲ့ဟာကိုဒီပိုင်းမှာလာပြီးတော့တွေ့ရတချို့ကြလည်းချစ်သူကိုဝယ်ပေးလို့အဲ့လိုကုန်သွားတာတွေပါတချို့ကြလည်းဒီကိုယ့်ရဲ့ချစ်ခင်ရတဲ့သူနောက်မိသားစုအတွက် ပဆန်ကုံလိုက်ရလို့ပေါ့နော်အဲလိုနောက်ထပ်လဲထပ်ပြီးတော့ကုံစရာပေါ်လာတဲ့အချိန်မှာကို့အတွက်သုံးစရာပဆန်မရှိတော့တဲ့အနေအထားမျိုးလေးတွေအာဖြစ်လာတတယ်ပေါ့နော်ဒါလေးရေအာတစ်ချက်သတိထားပေးပါ နောက်တစ်ခုကကြာလေနည်းနည်းလာကုန်ကန်နေကြရင်ဇဝေးဇဝါဖြစ်တတ်တဲ့သူလေးရှိရပေါ့နော်ဥမာအာဒီအလုံးမှာအဆင်မပြေဘူးဆက်လို့ရင်ကောင်းလားဒါပေမဲ့နောက်အလုံးပြောင်းရင်ရောအဆင်ပြေပါမလားပေါ့နော်ဒီအလုံးမှာအဆင်မပြေပေမဲ့အခုချိန်မှာတော့အသားတော့ကျာနေပြီနောက်အလုံးပြောင်းရင်အစ်စ်ကနေစာမှာဆိုနောက်အလုံးအစ်စ်မှာအဆင်ပြေပါမလားဆိုပြီးတော့ပထမအလုံးလက်ရှိအလုံးမှာပေါ့နော်လုံနေရင်လည်းအဆင်မပြေလို့နောက်အလုံးပြောင်းချင်တဲ့သူတွေဇဝေးဇဝါဖြစ်နေတဲ့သူတွေပါရင်နောက်တစ်ခုကကြောက်တချို့ကိစ္စရက်တီမှာဆိုရင်ဒါလုံရင်ကောင်းမလားဟိုကလုံရင်ကောင်းမလားဆိုရင်ဘာရွေးလို့ရွေးရမှန်းမ မတိအောင်လို့ကို့အတွက်ပေါ့နော်အဲ့လိုစိတ်နှခွဖြစ်စရာလေးပေါ့နော်ဟိုဆုံးဖြတ်ချက်ချလို့မရနိုင်စရာလေးစဝေးစွာဖြစ်เสียရကိစ္စရလေးတွေကြုံလာဖို့ရှိရဲဆိုတဲ့ဟာလေးကိုလာပြီးတော့တွေ့ရရပေါ့เนาะအဲ့ဒါမျိုးလေးဖြစ်ဖို့ရှိပါတယ်အာကျမ်းမာရင်းနဲ့ပတ်သက်ပြီးတော့တချို့သူတွေကတော့ဥကောင်းပိုင်းနဲ့ပတ် ဥကောင်းမိုင်းကိုတတိထားပေးပါဦးနော်ဥကောင်းမိုင်းဆိုတာစကြောတက်တာတို့မြေယိုကြိုက်တာတို့ခေါင်းမူတာတို့ခေါင်းကြိုက်တာတို့ဒီတချို့ဆိုမျက်မှန်လို့ကအစရှိဖြစ်ဒီလိုမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဥကောင်းမိုင်းနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးကိုအထူးတတိထားပေးပါပေါ့နော်ဒီဟာကိုရွေးထားတဲ့အသူတွေကတော့ဒါလေးကြီးတစ်ချက်လိုပါတယ်အဲနောက်တစ်ခုကကြောက်ရလေကိုလိုချင်တဲ့အတိုင်းသုံးဖို့အတွက်လက်လုံးပြီးပတ်စံထွက်သွားလို့ပေါ့နော်အဲ့လို ဟိုပတ်စံကုံသွားလို့တချို့သူတွေစီကဆိုချေးငှားလိုက်ရတာမျိုးတွေတော့မှလာပြီးတွေ့ရပေါ့နော်ဒီပိုင်းမှာအတိကတော့ money problem မျိုးမျိုး problem မျိုးပေါ့နော်အမင်းတော့စကားမပြီးကျင်တော့ဖြစ်သွားတယ်ဒီပိုင်းကိုပြောနေတဲ့အချိန်မှာအဲ့โอเคเนเน่ซะซะมีอ่ะตะโชดีปายยืดท่าอยู่ดิมาสกาไม่ปีเยตูดิบายปาหลอกเดปอเนาะเออโลเลลาบีตุยเยเออดีปายโกเบสมาจี้ไปเมปอเนาะบาวเลยโซมวยจีเนี่ยปะตะบิยอแลอะสินไม่ปีอ่ะตุยเยโซอะนาวซ้องมา โอเคအဆင်ပြေသွားလိမ့်မယ်เนาะဘာလို့လဲဆိုတော့ဒီမှာ Queen of Pandaga Queen ဆိုတာတည်ရတိုင်းပဲဘယင်မာကြီးပေါ့เนาะအလူဘယင်မာကြီးဖြစ်တဲ့ဆိုကြောင်းပတ်စံနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာတော့ပြန်ပြီးအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့အခုချိန်မှာအတုံးအဆွဲလက်လွန်နေတဲ့သူလေးနောက်တစ်ချိန်မှာပြန်ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့เนาะအဲ့တော့အချင်းမှာတော့ကောင်းပါတယ်တခြားကတော့อืมဒီပိုင်ကိုရေးထားတဲ့သူလေးတွေကလေဟိုဟာနည်းနည်းများနံပါတ်1 များတယ်နံပါတ်1များဖြစ်တဲ့အတွက်ကြောင့်ဒီပိုင်းကိုအော်ဒီဟာကိုကြည့်နေတဲ့အချိန်မှာလဲလေ2020ဖြစ်နေတဲ့နှစ်လေးများတယ်ပေါ့နော်အဲ့တော့ဒီပိုင်းရွေးထားတဲ့သူတွေကအာနှစ်လပိုင်းမှာမွေးရဲ့သူဒါမှမဟုတ်လို့ရှင်မြည်တိလာရင်မဆိုနှစ်ရက်နေမှာမွေးတာတို့ခဏနှလုံးပေါင်းခြင်းနှစ်ဖြစ်တဲ့အာ17ရက်မှာမွေးတာတို့အစရှိသဖြင့်ဒီလိုမျိုးမွေးရဲ့သူလေးတွေပါရဲဆိုလို့ရှင်မမီပြောတဲ့အခုဖြစ်လာမယ့်ကိစ္စလေးနဲ့ပေါ့နော်ပို့ပြီးတော့မှအာနီးစပ်မှုရှိရဲဆိုတဲ့ဟာလေးကိုပြောပြခြင်းပါတယ်အာအကုန်လုံးတော့မှန် ချင်းမှာတော့မှန်လိမ့်မယ်ဒီဟာဒီနံပါတ်2နံပါတ်ပေါ့เนาะအဲ့လို2နှစ်ကနန်းပိုင်ရှင်နေရတော့ပို့ပြီးတော့မှဒီအမပြောရတဲ့အထက်မှာ100မှာဆိုလို့ရှိရင်80ရာခိုင်နှုန်းလောက်ကတော့ပို့မှန်လိမ့်မယ်ဘာလို့လဲဆိုဒါကတော့အများကြီးနေရဲ့ပါ reading ဖြစ်တဲ့အတွက်ကြောင့်လို့ personal reading မေးတာမဟုတ်လို့ပေါ့နော်ဒီလိုမျိုးလေးတော့ရှိပါတယ်ဒါသူတို့တွေကတော့အဲ့လို10ခုလောက်ပြောရင်9ခု10ခုလောက်ကတော့ပို့ပြီးတော့မှတ်မှုများရဲဆိုတဲ့ဟာလေးကိုပြောရင်းနဲ့အဆုံးသတ်ပါတယ်နောက်လာတဲ့ reading တွေမှာလည်းမအားရပြန်ဆုံးကြအောင်ပေါ့နော်အားလုံးပဲ see you